အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and life ရဲ့ဒါကျွန်တော်တို့မနက်ခင်းကနေပြီးပြန်လည်ပြီးကြိုလိုက်ပါတယ်အဲ့တော့ဒီနေ့မနက်ခင်းမှာဒါကျွန်တော်တို့ social society arsenal ရဲ့သတင်းလင်းတစ်ခုနဲ့ကျွန်တော်တို့ဒါဖွင့်လိုက်ခြင်းနဲ့ပေါ့နော် အာစနိုအသင်းအနေနဲ့အခုလက်ရှိမှာဒါကျွန်တော်တို့ဒီရပ်ပိုင်းအတွင်းမှာပေါ့နော်ဒါအာစနယ်အာကစားဒါရိုက်တာအသစ်ဖြစ်တဲ့အန်ဒရီယဘာတာအနေနဲ့အခုလက်ရှိဒါသူတို့ရဲ့ခံစစ်ကစားသမားဖြစ်တဲ့ဝီလျံဆာလီဘာရဲ့စာချုပ်ကိုဒါအမြန်ဆုံးဒါကျွန်တော်တို့တက်တန်းတိုးဖို့အတွက်လှုပ်ဆောင်နေတယ်လို့ကြားသိရတယ်ဒီမှာပါတယ်ဘာကြောင့်လဲအခုလက်ရှိမှာဒါကျွန်တော်တို့မနေ့ကအဲ့ပေါ့မနေ့ကမဟုတ်တနေ့ကစတင်ပြီးတဲ့ဒင်းကိုထွက်ပေါ်လာတာကတော့ ဝီလျံဆာလီဘာရဲ့အေဂျင့်နဲ့အတူဝီလျံဆာလီဘာနဲ့ပါရီယယ်မက်ဒရစ်အသင်းနဲ့တရားဝင်စကားပြောဆိုမှုတွေရှိလာတဲ့အတွက်ကြောင့်မလို့ဒီသတင်းနဲ့အပါလက်ရှိမှာတက်လာတဲ့သတင်းကတော့ဒါကျွန်တော်အာစနိုအသင်းဘက်ကနေပြီးတော့တေးကြတာတခုအောင်သူတို့အနေနဲ့ဒါကျွန်တော်ဝီလျံဆာလီဘာကိုစာချုပ်သစ်အမြန်ဆုံးကမ်းလှမ်းဖို့အတွက်စူးစမ်းနေပြီဆိုတဲ့သတင်းတက်လာခဲ့တယ်။အဲ့တော့ဒီသတင်းကိုတော့ဒါပထမဆုံးတင်ခဲ့တာကကျွန်တော် let equip ခေါ်တော့ let equip ဘက်ကနေပြီးတော့ဒါကျွန်တော်တို့ Arsenal လက်ရှိ agent နေအနေနဲ့ဆိုတော့ ဝီလျံဆာလီဘာရဲ့လက်ရှိအေဂျင့်အနေနဲ့ဝီလျံဆာလီဘာအပါဝင်ရီယယ်မက်ဒရစ်အသင်းနေကစားသမားကိုလာမဲ့နူယာဒီမှာအသင်းကိုဒါကျွန်တော်တို့ခေါ်ယူဖို့အတွက်အခုချိန်ကလေးကနေပြီးတော့ဒါကျွန်တော်စတင်ပြီးဆွေးနွေးမှုတွေပြုလုပ်နေတော့လာမဲ့နူယာဒီမှာရီယယ်မက်ဒရစ်ဘက်ကတော့ရှင်းတယ်အာစနိုဘက်ကိုတရားဝင်ကန့်လန့်မှုတချို့တော့ပြုလုပ်သွားမယ်အာစနိုလူချင်းတဲ့ဈေးပုံစံမျိုးဆိုတာဒါပေါင်တန်း80နဲ့85သန်းယူရိုတန်း100နာနီနီဈေးတခုရှိတဲ့ပုံစံမျိုးကိုဝီလျံဆာလီဘာကိုကန့်လန့်မှုပြုလုပ်သွားနိုင်တယ်ဒါကောလာဟာလာတွေကဒီထက်နေတဲ့ဈေးလည်းဖြစ်ဖို့များဒီထက်များ တဲ့ဇီရိုမဖြစ်နိုင်ဘူးအဲ့တော့ဒါတချို့သောသတင်းစာနာမှာတော့ဒါဝီလီယံဆာလီဘာတဲ့ရီယယ်မက်ဒရစ်ကတော့ဒါယူရိုတန်80နဲ့85တန်ပတ်ချလေဝင်ကြတချို့သောသတင်းမှာတော့ပေါင်တန်80နဲ့85တန်ပတ်ချလေဝင်ကြကြအသုံးပြုပြီးတော့ဝီလီယံဆာလီဘာကိုလာမယ့်နေရာဒီမှာကန့်လန့်ပေါက်ပြုံနေတယ်ဒါပေမဲ့ဒီနေရာမှာဒီယာဂိုကလက် equip ကတင်ထားတာမှန်ပေမဲ့တကယ်နဲ့နောက်ကနေလိုက်ပြောခဲ့တာကတော့ Fabrizio Romano ဖြစ်တယ် Fabrizio Romano အနေနဲ့အခုလက်ရှိမှာဝီလီယံဆာလီဘာရဲ့ဒါ agent ကိုဒါကျွန်တော်တို့ရီယယ်မက်ဒရစ်အသင်းနဲ့တရားဝင်ဒါစကားပြောဆိုမှုရှိတယ်ဆိုတော့သူ့အနေနဲ့အတီးပြု နိုင်တယ်ဆိုပြီးတော့ဒါဖာဗီဂျီရိုမာနိုကိုတိုင်ဒါလက်အကွစ်ပြီးရင်တော့သူပါတာတရားဝင် confirm လုပ်ခဲ့ပြီးလို့ရတော့ဝီလီယံဆာလီမာနဲ့ဒါကျွန်တော်တို့အခုလက်ရှိနောက်ဆုံးသတင်းတွေအရကစားသမားကိုတိုင်ကလည်း Real Madrid ဘက်ကိုနည်းနည်းလေးစိတ်ယိုင်နေတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်။ဘာကြောင့်လဲ Real Madrid ဘက်ကတော့ရှင်းတယ်သူတို့အနေနဲ့ဒါကျွန်တော် center back နေရာမှာဒါ ဝီလျံဆာလီဘာနေအနာဂတ်ရဲ့ဒါကျွန်တော်တို့ကစားသမားကောင်းတစ်ယောက်အနေနဲ့ကိုသူတို့ရဲ့ဒါခံစစ်ကြောင်းပိုင်းမှာဝီလျံဆာလီဘာအနေနဲ့ဒါကျွန်တော်တို့အကောင်းဆုံးကစားသမားတစ်ယောက်အဖြစ်အနေနဲ့ကိုဒါကျွန်တော် leadership ပေါ့နော်ကျွန်တော်ဒါအဲဥစားသူတယောက်အနေနဲ့ကိုနေရာပေးမှာဖြစ်တယ်ဆိုတဲ့ပုံစံမျိုးကို real metric ကဒါလက်ရှိမှာဒါမတ်လုံးပေးထားတဲ့သဘောမှာရှိတယ်အဲ့တော့ real metric ကလက်ရှိမှာသူတို့ရဲ့ခံစစ်ကစားသမားတွေဖြစ်တဲ့ဆာလီဘာဆို အလဘာဒါကျွန်တော်တို့ရူဒီဂါဒီကစားသမားတွေကိုလက်ရှိမှာဒါရီယယ်မက်ဒရစ်ဘက်ကနေလုံးဝလုံးဝသဘောမကျဘူးဒါခုနကလက်ရှိမှာဒါရူဒီဂါတို့ဘာလို့ဒါမစိုးတယ်မှန်ပေမဲ့ဒါလက်ရှိမှာရှီယွန်းဆက်ကစားသမားတွေကဒါဝီလျံဆာလီဘာရဲ့ level မှာရှိမနေဘူးလို့ရီယယ်မက်ဒရစ်ဘက်ကနေခံစားတဲ့အတွက်ကြောင့်မို့လာမယ့်နူယာဒီမှာစတင်ပြီးသူတို့အနေနဲ့တရားဝင်ကမ်းလှမ်းမှုတချို့ပြုလုပ်ကြည့်မယ်ဒါပေမဲ့အာစနယ်ဘက်ကဒါလက်မခံဘူးဆိုအခုလက်ရှိဒါကျွန်တော်ဝီလျံဆာလီဘာနဲ့ဆာလီဘာအေဂျင့်တွေကိုဒါစကားပြောနေမှုကိုလက်ရှိဒါဘယ်လိုလဲမချိကတ် ကျွန်တော်တို့အဲခရိုဘာအဲ့တော့ကျွန်တော်လက်ရှိမှာဒါ ာစနောအသင်းဘက်ကလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒါကျွန်တော်လုံးဝလက်လွတ်ခံသွားမှာမဟုတ်ဘူးအဲ့တော့ရှင်းနေပြဒီနေရာမှာလွန်ဆွဲမှုရှိတဲ့ဥစ္စာကဝီလျံဆာလီဘောပုံပဲအများကြီးမူတည်လိမ့်မယ်လက်ရှိမှာဝီလျံဆာလီဘောမှာစာချုပ်တက်တန်းကနှစ်နှစ်တောင်ကြာနေသေးတယ်ဒါပေမဲ့ဒီနှစ်နှစ်ဆိုရလဲဒါကျွန်တော်အလက်ဇန္ဒားအာနုအခုလက်ရှိမှာရီယယ်မက်ဒရစ်ပြောင်းသွားတဲ့ကာလနဲ့ခက်ဆက်ဆင်ပဲရီယယ်မက်ဒရစ်ကာလဒါကျွန်တော်လက်ရှိဒါအလက်ဇန္ဒားအာနုကိုစာချုပ်တက်တန်းနှစ်နှစ်ကြာနေတဲ့အချိန်မှာလီဗာပူးအသင်းကနေပြီးတော့ဒါကျွန်တော်အလွတ်နဲ့ထွက်ဖို့အတွက်စကားပြောဆိုမှုတွေကိုပြုလုပ်ထားခဲ့ပြီးတော့တကယ်လည်းအခုချိန်မှာဒါအာလ ော်အလက်ဇန္ဒားအာနိုလူကစားသမားမျိုးကိုဒါကျွန်တော်အလွတ်နဲ့ရရှိခဲ့ပြီဖြစ်တယ်အဲ့တော့ဒီလိုပုံစံမျိုးကိုပဲလက်ရှိမှာရီယယ်မက်ဒရစ်ကလည်းနင်းမှုပြင်ဆင်နေတယ်ဒါဖာဘီဂျိုရိုမာနိုကသူ့အနေနဲ့လာမယ့်နေရာဒီမှာကမ်းလှမ်းမှုဆိုတာထက်ဒါကျွန်တော်တို့ ရီယယ်မက်ဒရစ်တင်းနဲ့ဆာလီဘာကိုအလွတ်နဲ့ပြောင်းရွှေ့မှုအနေနဲ့ပို့ပြီးတော့ခေါ်ယူနေတာဖြစ်တယ်။ဆာလီဘာကိုသူတို့အနေနဲ့အေးဆေးဆေးစောင့်သွားမှာဖြစ်ပြီးဒါကျွန်တော်တို့ဒါအာစနယ်အသင်းရဲ့စာချုပ်ကိုဒါကျွန်တော်တို့အဲအပီးထီသူတို့အနေနဲ့အေးဆေးစောင့်ပေးသွားမယ်။အာစနယ်အသင်းနဲ့ဒါကျွန်တော်တို့သူတို့အနေနဲ့ဒါမလို့ဘူးပေါ့နော်ပြောချင်တာဒါ Florenti Pires လေဒါအချိန်တိုင်းတာတစ်ခုထိရီယယ်မက်ဒရစ်အသင်းမှာရှိနေသေးမှာဖြစ်တဲ့အတွက်ကြောင့်မလားသူတို့အနေနဲ့ပေါ့နော်ဒါကျွန်တော်တို့ William Saliba ကိုအေးဆေးဆေးပဲလက်ရှိမှာစာရုပ်တက်ကုန်နေသူတို့အနေနဲ့စောင့်ပေးမယ်။ Saliba အနေနဲ့လက်ဒါမလို့စရာမလို့သူတို့အနေနဲ့ โอเคဒီကြားနှစ်တင်မှာဒါကျွန်တော်တို့ဒါအာနိုလူပဲဒါပရီးမီးယားလိဒီကိုဒါအာစနယ်နဲ့ရရင်တော့ယူလိုက်အောင်ဆိုတဲ့ပုံစံမျိုးနဲ့သူတို့အနေနဲ့အချိန်ပေးတာဖြစ်တဲ့ဒါပေမဲ့စာချုပ်သက်တမ်းကုန်ခဲ့မယ်ဆိုရင်တော့သူတို့အနေနဲ့ဒီကစားသမားကိုဒါခေါ်ယူဖို့အတွက်ပြေဆိုအဲ့တော့ကစားသမားကလက်ရှိမှာစာချုပ်သက်တမ်းရ2020ခုနှစ်ရှိနေတဲ့ကြောင့်ဒါစာချုပ်သက်တမ်းနှစ်နှစ်ကျန်သေးတယ်ဒါလက်ရှိမှာအာနိုကိုတရားဝင်စပြီးတော့ပြောလာခဲ့တဲ့ပုံစံမျိုးအတိုင်းဝီလီယံဆာလီဘာကိုဆက်လက်စတင်ပြီးတော့ဆွေးနွေးမှုတွေပြုလုပ်ခဲ့တယ်ဝီလီယံဆာလီဘာလည်းကောလာဟာလာရီယာစိတ်လေးနည်းနည်းရိုင်းနေတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်လာခဲ့တဲ့ကြောင့်ဘလူးတွေဖြစ်လာမယ် ော့မသိဘူးဒါပေမဲ့ Arsenal ဘက်ကလည်းရှိမှရှင်းပါတယ် William Saliba ပေါ်ပပဲလုံးဝအလွတ်နဲ့ဆိုတာ Weaver Way ပေါ်ပပဲနဲ့လုံးဝအသင်းကနေပေးထွက်ဖို့အတွက်လုံးဝလုံးဝအစီအစဉ်မရှိဘူးသူတို့နဲ့ဒီကစားသမားကိုဒါကျွန်တော်ရရင်ရလို့ဒါကျွန်တော်တို့စာချုပ်တက်တန်းတိုးဖို့အတွက်ပြင်ဆင်လာနေတယ်အဲ့တော့ဒီနေရာမှာ tricky တစ်ခုဖြစ်လာနိုင်ခဲ့တာက William Saliba နဲ့ခုလက်ရှိ Arsenal အသင်းနေစာချုပ်တက်တန်းတိုးမဲ့နေရာမှာစာချုပ်ဖြတ်သိမ်းခြေကူထဲ့လာနိုင်တယ်ဆိုတဲ့သတင်းတွေပါထွက်ပေါ်လာခဲ့တယ်ဒီမှာအကြိမ် William Saliba နဲ့အကြိမ် Real Madrid အသင်းသားသူ့အသင်းကိုဒီ Arsenal အသင်းကိုစာချုပ်ဖြတ်သိမ်းခြေပေးနိုင်ခဲ့မယ်ဆို င်ခေါ်ယူလို့ရနိုင်တယ်ဆိုတဲ့ပုံစံမျိုးကိုဒါအာစနိုအသင်းကိုနိုင်ခိုင်းမယ်ဆိုတဲ့သဘောမှာရှိတယ်။အဲ့တော့အာစနိုအသင်းကလက်ရှိမှာရှင်းတယ်။စာချုပ်ပြသိမ်းချေထည့်မယ်ဆိုရင်တော့မှတကယ်ကိုကြောက်ခမဲလိလိမိုးခေါင်မယ်စည်းတစ်ခုကိုထည့်ဖို့ရှိတယ်။ပြောချင်တာလုံးဝမယောင်းချင်လို့ဒီဈေးထည့်တယ်ဆိုတဲ့ပုံစံမျိုးသွားဖို့ရှိတယ်။အဲ့တော့အာစနိုအန်ဒရီယာဘာတာရောအူစုကလည်းဝီလျံဆာလီဘိုက်အေဂျင့်ရောဝီလျံဆာလီဘိုက်ရဲ့ဒါစာချုပ်အသစ်ကိုလုံးဝကိုအကြီးကျယ်ဒါကျွန်တော်တို့နံပါတ်1နေရာနဲ့ကြိုးစားနေဖြစ်တယ်။ရီယယ်မက်ဒရစ်ကလက်ရှိမှာ အာနိုကိစ္စလည်းပြီးသွားဝီလျံဆာလီဘတ်ကိုလှည့်လာတယ်လို့ဆိုလို့ရတဲ့အခြေအနေတစ်ခုရောက်လာခဲ့ပြီ။အဲ့တော့ဆာလီဘိုက်အေဂျင့်ရဲ့အခုလက်ရှိ က်တလုံးမှာစကားပြောမှုတွေကိုရှိခဲ့တယ်အပေါင်းလက္ခဏာဆောင်ခဲ့ရဆိုတဲ့သတင်းတွေလည်းထွက်ပေါ်ခဲ့တယ်ဒါကတော့ Land Equip Coffee Vision Romano ကသူ့ရဲ့ podcast မှာကိုပြောထားခဲ့တာကိုတွေ့ရမယ်အဲ့တော့ပြောချင်တာကဒါကျွန်တော်တို့ Arsenal လက်ရှိခံစားကစားသမား William Saliba ကိုတော့ Real Madrid ကဒါအာနုကိုနင်းတဲ့အကွက်မျိုးစတင်ပြီးတော့နင်းနေပြီလို့ပြောလိုက်ရတယ်လက်ရှိမှာ William Saliba နဲ့ဒီကြားထဲမှာသူ့အနေနဲ့တခုခုဆုံးဖြတ်အောင်ဖြစ်တယ်အဲ့တော့ William Saliba ကိုကျွန်တော်ခုနပြောခဲ့လို့ပဲစာချုပ်ဖြတ်သိမ်းခြင်းရှိတဲ့ contract တခုကိုပဲတောင်းဆိုမလားဒါမှမဟုတ်ခုနပြောစာချုပ်တက်တန်းကုန်တဲ့အထိပဲဒါစောင့်သွားမှာဒါမှမဟုတ်ခုနပြောစာချုပ်အစ်စ်ချုပ်ပြီးတော့ ားဆိုအသင်းမှာပဲနေသွားမလားဆိုတာကတော့ကျွန်တော်တို့ဒါကျွန်တော်တို့အကုန်လုံးအတူတူစောင့်ကြည့်ရမယ်သဘောမှာရှိပါတယ်အဲ့တော့ဒါကလက်ရှိမှာဒါကျွန်တော်တို့ဝီလျံဆာလီဘောက်အလွတ်နဲ့ခေါ်ယူဖို့အတွက်ဒါကျွန်တော်တို့ ဝီယမ်မတ်အတွက်တင်းနေတဲ့တရားဝင်ဆွေးနွေးမှုတွေပြုလုပ်နေပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးထားတာဖြစ်ပါတယ်။နောက်တဲ့သတင်းတစ်ခုအနေနဲ့အခုလက်ရှိမှာအာစနောသင်္ကာရတာဘိုရီရှာဒေါ်မွန်ရဲ့ဒါချာတိတ်လူငယ်လေးဖြစ်တဲ့ဂစ်တင်စ်ကိုတော့ဒါခေါ်ယူဖို့အတွက်စတင်ပြီးတော့စဉ်းစားနေပြီဆိုတဲ့သတင်းထွက်လာခဲ့တယ်။ဘာကြောင့်လဲအခုလက်ရှိမှာဒါကျွန်တော်အာစနောသင်္ကာရတာတောင်မန်ကစားသမားဘီဘာဝဲတောင်မန်ကစားသမားဖြစ်တဲ့ဒါ နီကိုဝီလီယံကိုတဖြည်းနဲ့တဖြည်းလက်လျှော့ဖို့အတွက်ကြိုးစားလာခဲ့တယ်။နီကိုဝီလီယံကဒါစာချုပ်ဖြတ်သိမ်းခြင်းရယူရို45တန်းရှိပြီးမခုလက်ရှိမှာနီကိုဝီလီယံအင်းနဲ့သူ့အေဂျင့်နဲ့ပေါင်းပြီးတော့တပတ်လောက်ခယူရို၄သိန်းထိတောင်းဖို့အစီအစဉ်ရှိရတဲ့အတွက်ကြောင့်အာစတန်အသင်းနဲ့ဒီလောက်ခလစာကိုတော့လုံးဝလုံးဝလုံးဝပေးဖို့အစီအစဉ်မရှိရကြောင်းလို့တခြားသောတောင်းပန်ကစားသမားတွေကိုခေါ်ယူဖို့တော့စတင်ပြီးပြင်ဆင်လာခဲ့တယ်။ပိတ်သက်တဲ့ကလက်ရှိမှာနီကိုဝီလီယံကိုစိတ်ဝင်စားတာမှန်ပေမဲ့တကယ်တမ်းကျွန်တော်တို့ကတပတ်လောက်ခယူရို၄သိန်းဆိုပေါင်၃သိန်းခွင့်နဲ့၃သိန်း9000၊၃သိန်း2000 ချာလဲဝင်းကြီးကြလောက်ရှိရတဲ့ကြောင့်မလို့အသင်းဘက်ကတော့လုံးဝပေးဖို့အဆုံးအစီအစဉ်မရှိရတဲ့မှာပါတယ်အခုလက်ရှိမှာဒါအားကြောင့်မို့အာစတိုသင်ကတော့ဘိုရီရှာဒေါ်မွန်ရဲ့ဒါကျွန်တော်တောင်မန်ကစားသမားဘယ်ကောညာကောနှစ်နေရာလုံးဆော့လို့ရတဲ့တောင်မန်ကစားသမားဖြစ်တဲ့ဒါကျွန်တော်တို့ဂျီမီဂစ်ဒင်းစ်ကိုတော့စိတ်ဝင်စားနေတယ်ကစားသမားအခုမှလက်ရှိမှာအသက်20ပဲရှိရတဲ့ကြောင့်မို့တော်တော်လေးကိုငယ်တယ်လို့ပြောလို့ရတယ်မှာပါတယ်ကောလာဟာလာဒီကအခုလက်ရှိမှာဒီကစားသမားကိုတော့ဒါကျွန်တော်တို့ချက်စီအသင်းကလည်းစိတ်ဝင်စားနေတယ်ဆိုတဲ့သတင်းတွေအများကြီးထွက်နေတယ်ဆိုတော့တိပိသားဖြစ်လိမ့်မယ်အဲ့တော့အာစတိုသင်နဲ့နီကိုဝီလီယံကိုတော့အခုလက်ရှိမှာလက်ရှော့ဖို့အတွက်အခြေအနေတွေများလာခဲ့ပြီဒါပေမဲ့လောက်ကယူရို၄သိန်းဆိုတော့အာစ နယ်လက်ရှိဘတ်ဂျက်ထဲမှာရှိမယ်အာဆိုသင်းတဲ့နီကိုဝီလီယံကအဲ့လောက်ထိလုံးဝမထိုက်တန်ဘူးလို့ခံစားရတဲ့ကြောင့်လို့ဂျီမီဂစ်တင်စ်ဘက်ကိုလှည့်လာတဲ့ဆိုတဲ့သတင်းတွေကပေါင်းပြပြတက်လာခဲ့တယ်ဒီသတင်းရဲ့ source နဲ့ပတ်သက်ပြီးလက်ရှိမှာ tier 2 3လောက်တော့မရှိသေးပဲနဲ့ tier 3 4ပဲရှိသေးတယ်ကျုပ်ချက်လီပြီးယုံပြီးကြပါလို့ကျွန်တော်ဒီနေရာကနေပြီးတော့မေတ္တာရက်ခံချင်ပါတယ်အဲ့လောက်ပါပဲအဲ့တော့လက်ရှိမှာအာဆိုပရိသတ်တွေကဒီသတင်းနဲ့ပတ်သက်ပြီးဘလို့မြင်လဲအောက်က comment တွေထဲမှာဆွေးနွေးပေးခဲ့ကြပါအောင်လို့ပြောချင်ပါတယ်ဒါတော့ပါပဲဘလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ youth sport media 3 point ဆိုတဲ့ဒီ before you တို့မှာကျင်းလို့ဆိုတော့ပေါအောင်ကူညီလို့ရပါတယ် ်မြန်မာပြည်လက်ကလစ်ဖူမမိကြပါနဲ့အောက်ကကွန်မန့်တွေထဲမှာလေ youth sport media 3 points လို့နဲ့ TV 4 you တွေလေးလေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်ဆက်ကွန်ပြီးလို့ရပါတယ်ကျွန်တော် YouTube channel လေးကိုလည်း like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖူမမိကြပါနဲ့ပြအောက်ကကွန်မန့်တွေထဲမှာလေ youth sport media 3 points လို့နဲ့ TV 4 you တွေလေးလေးတွေကိုထည့်ပေးထားခြင်းပြကျွန်တော်ဆက်ကွန်ပြီးလို့ရပါတယ်ကျွန်တော် YouTube channel လေးကို like and subscribe လေးပြီးကျွန်တော်အားပေးလို့ရပါတယ်မြန်မာပြည်လက်ကလစ်ဖူမမိကြပါနဲ့မြန်မာကလစ်မှာအမြဲတမ်းဖြစ်ပါတယ်အားလုံးမကြိုးတူပါနဲ့ကျွန်တော်တို့နောက်မှ A62 ကြရပါတော့ 通工个方便，几方便。